ဒီနေ့ကတော့ဖြိုးလို့အိမ်မှာပဲပြုတ်လေးတွေကိုကိုရိုင်းအပင်ဖောက်ပြီးတော့ပြုတ်စားပြစ်လို့လုံနေလေးတရအောင်လို့ဗီဒီယိုလေးကိုတင်ဆက်ပေးလိုက်ပါတယ်ရှင်။အားလုံးမင်္ဂလာပါရှင်။ဖြိုးရဲ့ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဖြိုးတို့စတော်ပဲပြုတ်ပြုတ်ဖို့အတွက်ဒီစတော်ပဲလေးတွေကိုဒါနှစ်ဖူးတော့ဝယ်ထားတာပေါ့နော်။ရေသေးချဆေးလိုက်ပါတယ်။ဖြိုးတို့ကရေကိုတညတတီစိန်ထားပေးလိုက်ပါမယ်။ကဲနောက်နေ့ပလန်ရောက်လာတဲ့အခါမှာပဲပြုတ်လေးတွေအခုလိုအလုံးလေးကြီးလာပြီပေါ့နော်။ ဒီပဲလေးတွေကိုဖျိုးရောကဒါချက်ချင်းပြုတ်စားခြင်းလည်းရတယ်ဖျိုးရောကကျတော့အပင်ဖောက်မှာဆိုတော့လေဒါစကားလေးနဲ့ပြန်ပြီးတော့အပင်ဖောက်မှာပေါ့နော်အရင်ဆုံးပိတ်ဆက်လေးထဲမှာပဲပြုတ်လေးတွေထည့်ပြီးတော့အခုလိုပဲရေလေးစွပ်ပြီးဒါတညဖုံးလာလိုက်ပါမယ်နောက်နေ့မနက်ရောက်လာတဲ့အခါမှာတော့ဖျိုးရောတွေဒါအညောက်လေးတစ်သေးလေးတွေထွက်လာတာကိုတွေ့ရတာပေါ့နော်ဒီနေထားစားခြင်းလည်းရတာပေါ့နော်ဒါမဲ့ဖျိုးရောကဒါဒုတိယနေ့မနက်မှာထပ်ပြီးတော့အပင်ဖောက်ထားပါတယ်ကဲဖောက်ထားတဲ့အချိန်မှာမနက်ပိုင်းလေးကိုရေလေးလောင်းပေးနော်နည်းနည်းတော့လေး ကဲပြီးရင်၃ရက်မြောင်းနေ့မနက်မှာတော့အညှောက်လေးတွေကလေတတော်ရှိရှိလေးထွက်လာပြီးတွေ့လာဖြိုးရွားတော့ဒါ၃ရက်မြောင်းနေ့မနက်မှာပြုတ်စာတော့မှာဆိုတော့လေရေလေးတစ်ချအထက်ထက်ဆေးပြီးပြုတ်ပါတော့မယ်ပဲပြုတ်လေးထက်ရေလေးထက်ပြီးရင်တညက်ခဲ၃လုံးရဲ့ဆော်ရာလေးမှုတ်လေးရဲ့ပြီးရင်ပဲငန့်ပြရဲ့အကျဲလေးကိုဒါစတီးစုံနဲ့ဆိုရင်၃စုံလောက်ထည့်လိုက်တာပေါ့နော်ကဲပြီးရင်တို့အဖုံးအုပ်ပြီးပြုတ်ထားပြလိုက်ပါမယ် က်ထားတဲ့အချိန်မှာအခုလိုအမြုပ်လေးတွေထွက်လာလို့ရှိရင်ဖြိုးတို့ကဒါဖယ်ပေးပေါ့နော်တဖြည်းဖြည်းနဲ့လေးဒါပဲတဲ့ကအခွန်လေးတွေပါကျွတ်ထွက်လာတာကိုတွေ့ရပါမယ်။ကဲဖြိုးတို့ကဒါအခွန်လေးတွေပါဖြိုးတို့ဖယ်ပြီးွားလို့ရှိရင်တော့ရေတတော်ခန်းတဲ့အထိပြုတ်ပြီးလိုက်ပါမယ်။ပြီးရင်တော့ဒီတိုင်းစားကျင်တယ်စားလို့ရတယ်နော်ဖြိုးကကြတော့ပြန်ပြီးတော့ပေါင်းတာကိုပိုကြိုက်တဲ့အတွက်ကြောင့်မလို့ရေနွေးငွေ့လေးနဲ့ပြန်ပြီးတော့ပေါင်းမိလိုက်ပါမယ်။နိုင်ဝလောက်ပဲပေါင်းမိရတယ်เนาะပြုတ်တဲ့ခါကြလို့ရှိရင်တော့45မိနစ်တနိုင်လောက်ပြုတ်ရတယ်တိလား ကဲအီအီလေးနဲ့နူးနူးလေးဖြစ်လာပြီဆိုရင်ဖြိုးရိုအခုလိုကြက်သွန်လေးနဲ့စီလေးစားလေးထည့်ပြီးတုပ်စားခြင်းလည်းရရတယ်ကိုနှစ်သက်သလိုထမင်းကြော်ကြော်စားခြင်းလည်းကြော်စားလို့ရပြီပေါ့နော်ကဲပဲပြုတ်လေးကိုကိုရိုင်းလုတ်ပြီးတော့ပြုတ်စားခြင်းလည်းဆိုလို့ရှိရင်တော့လိုက်ပြီးတော့လုတ်စားကြည့်ကြအောင်နော်နောက်ဘလို့ရကြလို့ရှိရင်ပြန်တွေ့ကြမယ်တတ်တာ